အော်တိုဘာလာဆကူရဲ့နေရာမမျောလိမ့်မယ်နဲ့ရုတ်တရက်ကွယ်လွန်သွားတဲ့အမေရိကန်ဂရမ်မာစတာ GM Daniel Rodriguez ရဲ့အကြောင်းကိုကျွန်တော်ဒီတော့ sharing လေးလုပ်ပေးတော့မှာဖြစ်ပါတယ်။အဲအရင်ဆုံး Daniel ရဲ့အကြောင်းလေးပြောပြမယ်ပေါ့နော်။ Daniel ကအဲအမေရိကန်ဂရမ်မာစတာတယောက်ဖြစ်တဲ့အဲအသက်29နှစ်အရွယ်ရှိပြီပေါ့နော်။ Daniel ကမကွယ်လွန်ခင်မှာသူကအဲ content creator streamer လုပ်တယ်ပြီးတော့ဒီ chess ကစားပွဲတွေမှာဆိုလည်း commentator လုပ်တယ်ပေါ့နော်ဒါပွဲသုံးသပ်ပေးတဲ့လူတယောက်လုပ်တယ်နောက်တော့ဒီ chess နဲ့ပတ်သက်ပြီးတော့တင်းတန်းတွေပို့ချပေးတဲ့သူတယောက်လည်းဖြစ်ပါတယ်မမျိုးနိုင်မနဲ့ဒီ support ရဲ့နေရဒါကလုံးသွားခဲ့တယ်ပေါ့နော်အဲမဲ့သူမတည်ဆုံးခင်မှာ သူမတည်ဆုံးခင်နှစ်ရက်အလိုမှာ YouTube မှာ video တပုတ်တင်သွားရတယ်ပေါ့နော် YouTube မှာအဲသူ live stream လေးလွှင့်သွားရတယ်ပေါ့ အဲ့ဒါကတော့သူအဲ့ဒီ live stream မှာကြီးလိုက်တဲ့အခါကျတော့ Daniel ကတော်တော်လေးကိုဟိုမကြမ်းမာတဲ့ပုံနေမကောင်းတဲ့ပုံလေးဖြစ်နေရပေါ့တော်တော်လေးစိတ်တွေလွင့်နေရလို့ပြောလို့ရတယ်ပေါ့အဲ့တော့သူ့ရဲ့ဒီပေါ့နော်တိဆုံမှုနဲ့ပတ်သက်ပြီးတော့တော့အဲသူ့ရဲ့မီတာစုကလည်းဒါ privacy အရာအဲဖော်ထုတ်ထားခြင်းမရှိဘူးထုတ်ပြန်ထားခြင်းမရှိဘူးပေါ့ ဲ့မဲ့ကြီးဒန်နီယယ်ကိုဒန်နီယယ်ရဲ့နောက်ဆုံးဗီဒီယိုမတိုင်ခင်မှာဆိုလို့ရှိရင်လည်းပဲဒန်နီယယ်ကအဲ content creation လေးကိုနှစ်လကျော်ကျော်လောက်ရနာထားတာတွေ့ရတယ်ပေါ့နော်ဒါဒီသူ့ရဲ့ဒီစိတ်ကစိတ်ကြမ်းမာရေးကတော်တော်လေးကိုထိခိုက်ထားတယ်လို့ပြောလို့ရတယ်တော်တော်လေးကိုဟိုခံစားနေရတယ်ပြောလို့ရပါတယ်အဲဒန်နီယယ် ဒနီယယ်နဲ့ပတ်သက်ပြီးတော့ဟီကာရူကဘာတွေပြောလဲဆိုလို့ရှိရင်တော့အာ chess မှာတကယ်တည်းဒါကျင်းတယ်တကယ်တိုးတက်ချင်တယ်ဆိုလို့ရှိရင်တော့ဒါဒနီယယ်ရဲ့ဗီဒီယိုတွေကိုကြည့်ပါဆိုပြီးတော့အာအကြံပေးတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒနီယယ်ကဟိုလက်ရှိအာ YouTube တွေထဲမှာအကောင်းဆုံးဆိုပြီးတော့ဟီကာရူကတော့ဒါပြောဆိုထားတာတွေ့ရတယ်ပေါ့အဲ့ဒါဒနီယယ်ဘလို့တေးဆုံးသွားလဲဆိုတော့ အဲသူရဲ့ဒီ fan တော်တော်များများကရောဒါစစ်သွေးညမအများစုရော ခံမှန်းထားတာတော့ဒါ suicide လောက်တော့တယ်လို့တော့ခံမှန်းတယ်ပေါ့နော်။ဘာကြောင့်ဒီလိုမျိုးလောက်ရတာလဲဆိုလို့ရှိရင်လွန်ခဲ့တဲ့တစ်နှစ်ထဲကနေစပြီးတော့အဲကမ္ဘာ့ချန်ပီယံဟောင်း ဖြစ်တဲ့ Granite ပေါ့နော်။ Granite ကဒါ Daniel ကို online ကစားပွဲတွေမှာ Daniel ကအဲ cheater လုပ်တယ် ပြီးတော့အဲခြေတာလောက်တယ်ပေါ့နော်အဲ့လိုမျိုးတောက်လျှောက်တောက်လျှောက်တိုက်ခိုက်တယ်ပေါ့ဟိုဂရနစ်မှာတက်တေရှိလားဆိုတော့လေတက်တေမရှိတက်တေမရှိဘဲနဲ့တောက်လျှောက်ဆွဆွဲတယ်တိုက်ခိုက်တယ်ပြီးတော့ဂရနစ်ကကြတော့အဲဟိုကမ္ဘာချန်ပီယံဖြစ်ဖူးတာဖြစ်တဲ့အတွက်ကြောင့်သူရဲ့အဲ fan base ကလည်းအတိုင်းအတာတစ်ခုရှိရပေါ့နော်အဲ့တော့သူရောတူဖန်တွေရောတောက်လျှောက် တိုက်ခိုက်တဲ့အခါကျတော့အဲဒန်နီယယ်ဆိုတာကလည်းလက်ရှိမှာအဲစစ်တပ်နဲ့ပတ်သက်တဲ့အဲတင်းနန်းဆရာတယောက်ပြောလဲတန်းဆရာတယောက်လို့ပြောလဲမှာမှားဘူးနော်အဲ့တော့ကြောင့်သူအတွက်ဒန်နီယယ်ဘက်ကနေပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒါသည်အာဒန်နီယယ်ရဲ့တိတ်ခါကိုများစွာ ထိခိုက်ရတယ်ပေါ့အဲ့တော့ဟိုဒီလိုမျိုးကြီးဟိုတောက်လျှောက်တောက်လျှောက်တိုက်ခိုက်တိုက်ခိုက်ခံရတဲ့အခါကျတော့အာဒန်နီယယ်လည်းဒါစိတ်တန်ရရရတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ကြောင့်သူနောက်ဆုံး live stream မှာဆိုရင်လည်း တော်တော်လေးအဆင်မပြေတဲ့ပုံတွေ့ရတယ်။ဒန်နီယယ်ကအဲသူ့ရဲ့ပေါ့နော်ဒီ YouTube ကဗီဒီယိုတွေသူတင်တဲ့သူတင်ငန်းစာပို့ချတဲ့ဗီဒီယိုဆိုလို့ရှိရင်တော်တော်လေးလည်းလူကြိုက်များတယ်အဲ fan base လည်းများတယ်။သူ့ရဲ့ဗီဒီယိုတွေကြည့်ရတဲ့လူတော်တော်များများ ရဲ့ feedback ဆိုလို့ဆိုရင်ဒီသူ့ရဲ့ video လေးကြည့်ပြီးတော့ဒါလက်တွေလည်းအများကြီးတက်တယ်အများကြီးလည်းတင်ကန်းစားဖြစ်တယ်အဲအဲ့လိုလူတွေအတွက်ဆိုရင်တော့တော်တော်လေးကိုအာကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုလို့ပြောလို့ရတယ်ဗောနော်အဲ့လိုပဲကျွန်တော်ဒီ chess pack ကပြန်ကြည့်မယ်ဆိုရင်လည်းပဲဒါ chess မှာ grandmaster ဆိုတာကအဲတော်တော်လေးကိုနည်းတယ်လို့ပြောလို့ရတယ်ဗောအဲအဲ့လိုနည်းတဲ့အချိန်မှာဒီမျိုးတယောက်ထပ်ပြီးတော့အဆုံးရှုံးသွားတဲ့အတွက်ကြောင့်ဒါတော်တော်လေးအာထိခိုက်ရတယ်အဲ ဆုံးရှုံးကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ရတယ်ပေါ့နော်အဲ့တော့အော်ပြောမယ်ဆိုလို့ဆိုရင်တော့ကျွန်တော်တိတော့ပြောမယ်ဆိုရင်တော့ဒနီယယ်ကသူ စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုအခြေအနေမကောင်းဘူးပေါ့အဲ့တော့ကြောင့်အဲပြောရရဖြစ်သွားခဲ့တယ်ပေါ့ဟုတ်ပါပြီအဲဒါကတော့ကျွန်တော်တော့ပြန်ပြီးတော့မျှဝေခြင်းဖြစ်တယ်အဒီနေ့ကတော့ဒနီယယ်ရဲ့အဲ tribute အနေနဲ့အဲကျွန်တော်ဒနီယယ်ရဲ့ ကစားပွဲနှစ်ပွဲကိုအဲတုံးတက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကစားပွဲလေးကြည့်ရပါတော့เนาะဟုတ်ပြီအဲ့တော့ဒီပထမဆုံး ပွဲလေးကတော့ဒီပွဲကတော့ဒန်နီယယ်က online မှာကစားခဲ့တဲ့ကစားပွဲတစ်ပွဲဖြစ်တယ်2021ကကစားခဲ့တဲ့ကစားပွဲတစ်ပွဲဖြစ်တယ်ဗောနော်အဲတစ်ဖက်ကစားသမားကအဲ tournament လीအဲဒန်နီယယ်ကတော့အမဲဗောနော်ဒီဘက်မှာဟုတ်ပြီသူတို့ရဲ့ကစားပွဲလေးကိုကြည့်လိုက်မယ်ဗောနော်အဲ့တော့ အဖြူကနေပြီးတော့ D4 တက်တယ်အမဲကနေပြီးတော့ D6 နဲ့ Daniel ကပြန်တော့ပြန်တယ် Knight F3 မှာ Bishop G4 Bishop F4 နဲ့ပြန်လာတယ်ပြီးရ97 develop လုပ်တယ်ပေါ့နော်97ကတော့အဲတစင်ချင်းမှာအဲ E4 E5 တွေပါတယ်တက်မယ်ဆိုတော့ idea လေးတစ်ခုဖြစ်တယ်ပေါ့နော် Knight B2 လာတယ်နောက် B2 မှာ Knight G6 လာတယ်ပြီးတော့ H3 တက်တယ် Bishop H5 ဒါကတော့ ဒီချိတ်ခွက်ကတော့ဒါပုံမှန်ပဲပေါ့နော်ကျွန်တော်ဒါဒီ pressure ပေးထားတယ် tension ပေးထားတယ်ပေါ့နော်ကျွန်တော်ပင်ထားတဲ့ဟာကိုမဖြောက်ဘူးကျွန်တော် r5 တွေပါမပြေဘူး bishop h5 ပဲရှောင်းတယ်ပေါ့နော်အဲ c3 တက်တယ် c3 မှာ c6 ပေါ့အဲ c6 မှာအဖြစ်သမားဖြစ်တဲ့အဲ dominic lee ကအဲ ်ကွင်းပီ3ရှိရပေါ့ကွင်းပီ3မှာဒန်နီကဘာပြန်သုံးပြန်ခဲ့လဲဆိုရင်ကွင်းပီ6နဲ့ပြန်ပြီးသုံးပြန်တယ်အဲဒီကတော့ကွင်းပီ6ကတော့အကယ်၍အဖြူကစားခဲ့မယ်ဆိုလို့ရှိရင်ဘောနဲ့ပြန်စားမယ်ဒါဆိုလို့ရှိရင် Rick Fine ပွင့်သွားလို့ရှိရင်ဒါအမဲတော့ပို့ပြီးတော့အခွင့်အရေးများတယ်လို့ပြောလို့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီမှာထပ်ကြည့်မယ်ဆိုရင်အဖြစ်ရနေပြီးတော့ e4 တက်တယ်ပေါ့နော် e4 တက်တဲ့အချိန်မှာအဲဒီမှာကဘာတွေ့ရလဲဆိုတော့ဒီမှာပင်မရှိတော့ဘူးပေါ့နော်ပင်မရှိတော့တဲ့အခါမှာဒန်နီယယ်ကဘာလုပ်ခဲ့လဲဆိုရင် bishop f3 ဆိုပြီးတော့ပဲစားခဲ့တယ် bishop f3 မှာ အဲ့ဒီမှာဆိုလို့ရှိရင်ပေါ့နော်အဲပေါ်နဲ့ဆောင်းမယ်ဆိုလို့ရှိရင်ကြာဒီမှာအဖြူရဲ့ပွန်စထရက်ချာလေးပြတ်သွားမယ်အဲ့လိုပဲ9နဲ့ဆောင်းမယ်ဆိုရင်ကြာတော့အမဲကနေပြီးတော့ e4 ပွန်လေးစားလို့ရတယ်အဲ့တော့ဒီနေရာမှာအဖြူသမားဘာပဲလောက်ခဲ့လဲဆိုလို့ရှိရင်အဲပွန်နဲ့ပဲစားခဲ့တယ်ပေါ့ပွန်နဲ့စားပြီးတော့နောက်မှာဒန်နီယယ်အနေနဲ့အမဲကနေပြီးတော့ e5 ဆိုပြီးတော့ center strike လုပ်လိုက်တယ်စင်တာကိုခြေဖြတ်တယ်ပေါ့ โอเคအဲ့တော့ bishop e3 နဲ့ရှောင်းတယ် bishop e3 မှာအဲ queen c7 ပြန်လာဒီမှာလဲကျွန်တော်တို့အမဲကနေယူရတော့ဆားလို့မကောင်းဘူးเนาะတော့ဆားလို့ဆိုရင်ပြန်ပွဲဆိုရင် fine point နေမှာပေါ့အဲ့တော့ daniel ကမစားဘူးရှောင်းမဲ့ရှောင်းခဲ့တဲ့ queen c7 လေးပြန်ရှောင်းလာတယ် queen c7 မှာ f4 ဆိုပြီးတော့ဒါအဖြစ်သမားတက်တယ်တက်တဲ့အခါမှာ bishop e7 ဒါ development လုပ်တယ်အဲ rook g1 rook g1 လာပြီးတော့ g7 ကပုံလေးကို pressure ပေးထားတယ်အဲ့တော့ ဒီနေရာမှာဒန်နီယယ်ဘာပဲရွှေ့ခဲ့လဲဆိုရင်ကက်စလင်ဆိုပြီးရွှေ့ခဲ့တယ်ပေါ့နော်နည်းနည်းလေးတော့ risk တော့များတယ်ပေါ့ risk များတယ်ဆိုတော့ကကြတော့ rook က g5 မှာပွင့်နေတဲ့အချိန်မှာ g5 ကိုယူထားတဲ့အချိန်မှာ king side ကိုကက်စင်ထုတ်လိုက်တဲ့နည်းနည်းတော့ risk များတာတော့အမှန်ပဲဗာဒိုင်းမဲ့လေဟိုတခုရှိတာကအဖြူရဲ့ဘီမားက queen side ဘက်ကိုရောက်နေရဆိုတော့အဲချက်ချင်းဟိုတေသွားတာမျိုးတော့ချက်မဖြစ်တာမျိုးမျိုးတော့မဖြစ်သေးဘူးပေါ့နော်အဲ့တော့ဘိုင်ပြပြဘယင်းလုံးကြောင့်အမဲအရင်လောက်ခဲ့တယ်ပေါ့ ဲ့တော့ထပ်ကြည့်မယ်ဆိုရင် after e5 d5 e5 အာ bishop h6 ဆိုပြီးလာရပါတော့ဒါတော့ဒီမှာ g7 ပုံလေးကို rook နဲ့ bishop နဲ့ပေါင်းပြီးတိုက်ခိုက်ထားတယ်အဲ့ daniel ကဘယ်လိုမျိုးပြန်ပြီးပြေရှင်းခဲ့လဲဆိုတော့ knight e8 နဲ့ပြန်ပြီး save ထားတယ်အာ knight e နဲ့ g7 ပုံလေးကို save ထားတယ်ဗောနော်ကျွန်တော် knight h5 တော့လို့မရဘူးဗောနော် knight h5 တော့ရင် bishop ဒီပါထပ်လာမောင်းလို့ရတယ် အဲ့ဒါမကောင်းဘူးပေါ့အဲ့ဒါ night night e ရေးပဲပြန်ကောင်းတယ်အဲ့တော့ထက်ကြည့်မယ်ဆိုလို့ရှိရင် nrf 3လာတယ်ဒါကတော့ဟိုအဖြေသမားကလည်းထပ်ပြီးတော့ king side ကို pressure ထပ်ပေးမယ်အဲ့ဒီချိန်မှာ daniel ကဘာလုပ်လိုက်လဲဆိုရင် king နဲ့ရှေ့လေးပဲရှောင်းတော့လိုက်တယ်ဒါကတော့ pin out ကလည်းရှောင်းတယ်နောက်လည်းကြောက်ဆိုရင် bishop စားမယ်ပေါ့တံမြင့်ရှင်းကြောက်ထားတယ်အဲ့တော့ အဖြေကနေပြီးတော့ bishop a3 ပြန်ရှောင်းတယ်နိုက်ဒီ6လာတယ်နိုက်ဒီ6ကတော့ဒါ e4 ပုံလေးကို pressure ပေးထားတယ်ပေါ့နော်ပြီးတော့ဒီမှာနိုက်ဒီ6နိုက်တာမထွက်ပဲနေမယ်ဆိုရင် root နဲ့ကောင်းနဲ့တကောင်းတကောင်းနဲ့ကွန်တက်မဖြစ်သေးဘူးမချိတ်ထားသေးဘူးအဲ့တော့နိုက်ကလည်း passive ဖြစ်နေရဲ့အဲ့တော့ကြနိုက်ကိုပြန်ပြီးတော့ထုတ်တယ်ထုတ်တဲ့ချိန်မှာ queen c2 ပြန်လာတယ်အဲ့တော့ကြောင့်ဒီနေ့တိုင်းအကြည့်မယ်ဆိုလို့ရှိရင်အဖြေရဲ့ဘရင်ကအဲစန်တာမှာပဲရှိနေသေးတယ်ပေါ့နော်ဘဟုမှာပဲရှိနေရဖြစ်တဲ့ကြောင့်ဒီဘဟုကိုဖွင့်တတ်မယ်ဆိုပြီးတော့ ဒဏ်ရီကပါရှိခဲ့တယ်ဆိုရင် F5 ဆိုပြီးရှိခဲ့တယ်ဗောနော် F5 မှာဒီတဲ့ E5 ဒီတဲ့ E5 မှာ Knight A4 ပြန်ဆောင်းမယ်အဲ Knight A4 မှာအဲ long castle လုပ်တယ်ဗောအဲ long castle လုပ်တဲ့အကြောင်းဒီမှာဒဏ်ရီကပွန်လေးတစ်လုံးရပါတယ်ဗောနော် Knight A5 အဲ Queen A5 Knight A5 Queen A5 ဗောအဲ့မှာ Bishop D4 လာတယ် ဂျက်ဒီဘိုကတော့ queen နဲ့အာ rook နဲ့ sorry bishop နဲ့ rook နဲ့ပေါင်းပြီးတော့ဒီ g7 pawn နဲ့တိုက်ခိုက်ထားတယ်အဲ့တော့ဒီနေရာမှာကတော့ Daniel တက်ကဖြည့်ချင်းညတကောပဲရှိရပါတော့။အဲ့ဒါကတော့ Queen of 4ပဲဖြစ်တယ်။ Queen of 4နဲ့ချက်တယ်။ချက်တဲ့အခါကျတော့ King ကအဲ B1 ပြန်လာတယ်။အဲ့တော့ Bishop Absent နဲ့ပြန်ဆိုင်တယ်။ဒါသူ့ရဲ့ King side ကို Bishop ပြထားတဲ့ Bishop ကိုလဲကစားမယ်ပေါ့နော်။အဲ့တော့ Bishop ကဒီနေရာမှာဟိုအဖြူတမကလည်းမလဲဘူးပြောင်းပြောင်းရှောင်းခဲ့တဲ့ Bishop E3 ရှောင်းခဲ့တယ်။ Bishop E3 မှာ အဲ queen h4 လေးပဲရှောင်းထားတယ်ပေါ့နော်အမှန်ဒီနေရာမှာတော့ဘာလုပ်လို့ရကြလဲဆိုရင်ဒီမှာကအဲ queen e5 တွားကြတယ်ဆိုလဲသွားလို့တော့ရတော့ရတယ်ပေါ့နော် queen e5 လည်းရတယ်ဒါပေမဲ့ဒီနေရာကတော့ queen e5 မသွားခဲ့ဘူး queen h4 လေးပဲလာထားတယ်အဲဒီနေရာမှာဒီ fourth rank ကိုပဲဘိုင်းထားတယ်ပေါ့နော် fourth rank ရဲ့ဒီမှာအဲ လက်ရှိမှာလည်း personal trade ထားတယ်ပေါ့အဆင်ပြေတယ်ပေါ့အဲကျွန်တော်ထက်ကြည့်မယ်ဆိုလို့ရှိရင် rook d7 လာတယ် rook d7 လာပြီးတော့အာဒီယထားတကောင်က7 rank ကိုဆင်းလာပြီးတော့ဒီ d7 တွေ b7 တွေအဲစသဖြင့်ဒါလေးတွေကို pressure ပေးထားတယ်ပေါ့အဲ့တော့ daniel ဘာရှိခဲ့လဲဆိုလို့ရှိရင် rook d8 ရထားချင်းမဆိုင်တာတဲ့ B7 ပုံလေးကိုအဲနေကလက်လောက်ရတယ်ပေါ့နော်ကျွေးထားတယ်ပေါ့ကျွေးထားတယ်ဆိုတော့ကဘာကြောင့်လဲဆိုတော့သူစားလိုက်မယ်ဆိုလို့ရှိရင်လည်းပဲဒီမှာ rook နဲ့ပြန်ဆိုင်ပြီးတော့အာ B5 ကနေပြီးတော့အဲအဖြူရဲ့ king ကိုပြန်ပြီး pressure ပေးမယ်ဆိုတဲ့ idea လေးပေါ့အဲ့တော့ဒီမှာအဖြူဓမ္မဘာရှိခဲ့လဲဆိုရင်အာ rook တိတ် B7 စားတယ် rook တိတ် B7 မှာ rook B8 လာတယ် rook B8 မှာအဲ rook တိတ် B8 အာ rook တိတ် B8 အဲ့ဒီနေ့မှကြည့်လိုက်မယ်ဆိုလို့ဆိုရင်ဘာတွေ့ရလဲဆိုတော့အဲလက်ရှိမှာဆိုလို့ဆိုရင်အမဲကစားကောင်တွေကတော်တော်လေး active ဖြစ်တာတွေ့ရတယ် ဒီညမှာ night ကလည်း efo မှာ out post ရထားတယ်အဲ bishop က diagonal ကလည်းအရင် strong နဲ့အားကောင်းတယ်ပြီးတော့ rook fine ကလည်းအာဒီမှာတော်တော်လေးကို pressure ပေးထားတယ်ပြောလို့ရနောက်လည်းကြားလို့ဆိုရင် night c3 ပဲစားလို့ရတယ်ပေါ့နော်အဲ့တော့ဒီနေ့ထားမှာအဖြစ်ကနေပြီးတော့ပါရှိခဲ့လေဆိုတော့ကစားပွဲထဲမှာတော့သူက game a1 ဆိုပြီးတော့ရှိခဲ့တယ်ပေါ့နော်အဲဒါကပုံမှန် ရွှေ့မယ်ဆိုရင်တော့လူတွေရွှေ့မယ်ဆိုရင်တော့များသောအားဖြင့်တော့အဲ King A1 ကင်းစီကိုကင်း A1 ဖြည့်တာပုံများရတယ်ပေါ့နော်ဒါ chess engine ရဲ့အကြံပေးတဲ့အရာတော့ကင်း C1 ကိုပို့ပြီးတော့အကြံပေးတယ်ကင်း C1 ပေါ့အဲ့တော့အဲကင်း A1 ရွှေ့လိုက်တဲ့အချိန်မှာအဖြူသမားတော်တော်လေးနှိမ်သွားတယ်အဲ့မှာအဒနီရဲ့နိုင်ပြီလို့ပြောလို့ရတယ်ပေါ့နော်အမှန်တော့ကင်း C1 တွားမယ်ဆိုလို့ဆိုရင်တော့ဒါ equal position လို့ပြောလို့ရတယ်ဒါပေမဲ့လည်းအမဲကတော့တိုက်ချက်ကတော့ပို့ပြီးတော့ရနေလို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ပြန်ပွဲပဲကြည့်ရပါတော့ ်ပွဲကတော့ king a1 ရှိတယ်ပေါ့ king a1 မှာတဲ့ဒီနေရာမှာအမဲအတွက်အကောင်းဆုံးဘက်ကဘာဖြစ်မယ်လို့ထင်လဲအနေနဲ့စဉ်းစားကြည့်ပါဖီရီတွေရက်ပြီးတော့စဉ်းစားကြည့်ပါဒန်နီယယ်နေရာနဲ့စဉ်းစားကြည့်ဒန်နီယယ်ဒါဒန်နီယယ်ဘယ်လိုမျိုးဟိုအကောင်းဆုံးပုံဖော်ခဲ့လဲပေါ့ okay အဲ့ကျွန်တော်ဒီမှာပြပြအောင်နော် net c3 net c3 မှာ bd c3 အဲ bd c3 စားရဲ့ချိန်မှာတဲ့ကျွန်တော်ဒီနေရာမှာအာဒန်နီယယ်က brilliant move တစ်ခုရွှေ့ခဲ့တယ်အဲ့ဒါပါလဲဆိုတော့ queen a4 ဆိုပြီးရွှေ့လိုက်တယ် queen a4 ကတော့ လုံးဝတော်တော်လေးမိုက်တဲ့ရှူပါတစ်ခုဖြစ်တယ်ဗောနော်ဒါက queen ကို sacrifice တယ်အကယ်၍သူက queen ဆောင်းမယ်ဆိုလို့ရှိရင် bishop နဲ့ c3 ဆားလိုက်လို့ရှိရင်ဒါချက်မိတ်ဖြစ်တယ်ဗောနော်အဲ့တော့အဖြူသမားကလည်း queen ကိုမဆားခဲ့ဘူးဘာလို့ခဲ့လဲဆိုတော့ queen c1 ရှောင်းခဲ့တယ် queen c1 ရှောင်းတဲ့အချိန်မှာထပ်ပြီးတော့ rene ရပါချက်ခဲ့တယ်ဆိုရင် queen d1 ဆိုပြီးရှိလိုက်တယ်ဒါလည်းတော်တော်လေးကိုကောင်းတဲ့ရှူပါတစ်ခုဖြစ်တယ်ဗောနော်အဒီနေရာမှာဒီနေရာမှာပဲအဖြူသမားအရှုံးပေးသွားတယ်ပြောလို့ရတယ် အချုံပေးသွားပါဘောနော်။ဘာကြောင့်လဲစားလို့မရအောင်စားရစရင်ခုနတိုင်းမှာ mixture C3 ချက်လိုက်ဆိုရင်ချက်မဖြစ်တယ်ဘောနော်။ဘာမှလို့လို့မရစားလည်းမကောင်းမစားလည်းမကောင်းတော့။အဲ့တော့ဒီနေရာမှာအချုံပေးသွားပါဘော။တော်တော်လေးကိုလှပ်ပါတယ်။တော်တော်လေးကိုပြောင်ပြောင်းတယ်လို့ပြောလို့ရပါတယ်။ Okay ဒါကတော့ဒန်နီယယ်ရဲ့ကစားပွဲတစ်ပွဲဖြစ်တယ်။အဲဒီကကျွန်တော်နောက်ထပ်ကစားပွဲတစ်ပွဲကိုထပ်ပြီးတော့ပြပါမယ်။ Okay အဒီပွဲကတော့အာ2019 US Master Championship မှာကစားခဲ့တဲ့ကစားပွဲတစ်ပွဲဖြစ်တယ်ပေါ့နော်။အဲ့ဒီပွဲမှာတော့အဲဒနီယယ်ကအဖြူတစ်ဖက်ကစားသမားက Isan အဲ Reynaldo ဖြစ်တယ်ပေါ့။တစ်ဖက်ကစားသမားက Reynaldo 2500ကျော်ပေါ့နော်။တစ်ဖက်ဒနီယယ်ကတော့2600ကျော်ပေါ့။ဟုတ်ပြီ။အဲ့တော့ဘာဖြစ်ဖြစ်ကစားပွဲကြီးကြည့်ရပါဘို့။အဲဒန်နီယယ်ကအဖြူကနေပြီးတော့ D4 တက်တယ် D4 မှာအမေက D5 ပြန်လာတယ် Knight C3 လာတယ် Knight F6 လာတယ် Bishop F4 လာတယ်အဲမှာ E6 ပြန်တက်တယ် E6 မှာ ဒန်နီကဘာရှိခဲ့လဲဆိုရင် night b5 လာခဲ့တယ် night b5 လာပြီးတော့ position 9နဲ့ပေါင်းပြီးတော့ c7 ပုံကိုစားမယ်ပေါ့နော်အာခွားခွက်တွေလုံးမယ်ပေါ့အစားတစ်ဖြင့်အဲ့တော့ဒီညမှာအမဲအတွက်ကဲစရာတစ်ခုပဲရှိရဲ night a6 ပေါ့နော် night a6 ကတော့ night ကတော့ဆော့စီမှာဂျောင်းတော့ရောက်သွားမယ်ဒါပေမဲ့တစ်ချိန်ချိန်မှာတော့ c6 ပြန်သွင်းပြီးတော့အာဒီ night ကိုပြန်မောင်းတော့ရတယ်ပေါ့ အဲ့တော့ Daniel ကဘာရှိခဲ့လဲဆိုရင် E3 Bishop Diagonal လေးဖွင့်ထားပြီးတယ်။ Bishop E7 Narrative 3 develop လုပ်တဲ့ Gaslin အမ A3 A3 ရတော့ဒါတော့ပြောမယ်ဆိုလို့ဆိုရင်တော့ Night Before တွေ Bishop Before တွေအမလာနိုင်အောင်တားထားတယ်ပေါ့နော်။အဲ့ Narrative 5ဆိုပြီးတော့အမေကနေပြီးပြန်ရွှေ့ Narrative 5မှာ Bishop E5 ဒါတော့ဟိုပြောမယ်ဆိုလို့ဆိုရင် Bishop နဲ့နိုင်နေကိုချက်ချင်းမလဲပေးနိုင်ဘူးပေါ့ Bishop ရှောင်းသွားတယ်။အဲ့မှာအမေကနေပြီးတော့ F6 ရတယ်။ဒီချုပ်ကတော့တော်တော်လေးကောင်းတယ်ပေါ့နော် Bishop ကိုမောင်းတယ်။အဲ့အဲ့ Bishop က D3 ပဲသွားတဲ့အခြေရ။ အဲဖြစ်စီတွေကတော့ဒီနေရာမှာတော့အမေကတခါစားခြင်းစားလို့ရတယ်ဗောဒါပေမဲ့မစားတော့မစားသေးဘူးဘာကြောင့်စားလိုက်ဆိုရင် refine ပွင့်သွားမှာဗောနော်အဲ့တော့ C5 တက်တယ်တခါနဲ့အဲ center ကို strike လုပ်တယ်အဲ့တော့ဒီနေရာမှာ Daniel ကဘာပြန်ရွှေ့ခဲ့လဲဆိုစ C4 ဆိုပြီးတခါပြန်တက်တယ် C4 မှာအမေကနေပြီးတော့ G6 တက်တယ်ပေါ့နော်ဒီ G6 ကတော့ဒါ king side ကိုအဲ weak စီတယ်ရွှေ့ရွှေ့ကွက်တစ်ခုလို့ပြောလဲရတယ်ပေါ့နော် king side ကတော်တော်လေးအဲ weak ဝါးလေးပြောလဲရတယ်အဲ့မှာ bishop d3 လာတယ် bishop d3 ကဒါတော့ development လုပ်တယ်အဲ CD4 စားရတယ် CD4 မှာ84ပြန်စားရတယ်အဲ့မှာ night ba ပေါ့ night ba ကဘာကြောင့်ရှိရလဲဆိုတော့ဗျာဒီနေရာမှာအဲ ASIC မှာရှိရတဲ့ကသုံးစားလို့မရသုံးစားလို့မရခုနကတော့ဒါ the watch အရာတောင်းကိုခုံလာတယ်ဒါပေမဲ့အခုချိန်မှာဆိုရင် C5 လည်းသွားလို့မရ B4 လည်းသွားလို့မရ C7 လည်းသွားလို့မရဒီနေရာမှာတော်ရမရှိဒီနေရာတော်ရမရှိတော့ကြောင်းဒီနေရာမှာဒါဘာပဲလုပ်ခဲ့ night ba ပဲမြခုံတယ် night ba ခုံတဲ့အချိန်မှာ major တစ်ခုရှိရကအဲ night C7 ခုံလိုက်ပြီးတော့ root ကိုချိန်လို့ရလားဆိုတော့မရဘူးပေါ့နော်။ဘာကြောင့်လဲ night shift ပန်းသွားလိုက်လို့ဆိုရင်သူက night shift ကြည်သူတွေစားမှာပျှော့အရင်စားလိုက်မှာ။ပျှော့စားလိုက်လို့ဆိုရင်သူကဒါ root ကိုစားမယ်ဆိုရင်သူကလည်း root ကိုပြန်လာစားမှာ။အဲဆိုရင်ဒါအဖြူအချင်းတွေမကောင်းဘူးပေါ့နော်။သူကခုံလို့မရဘူးပေါ့။အဲတော့ night peak ကရေချက်ကတော့ night peak က night က six six ကနေပြန်ပြီးထွက်မယ်။အဲတော့မှသူ night ကနေရာပြန်ကောင်းမယ်ပေါ့။အဲ gasoline တော့လေ gasoline မှာအ night shift လာတယ်။ night shift မှာ rook e1 လာတယ်။ rook e1 မှာ night shift g3 ဆိုပြီးတော့ bishop off စားလိုက်တယ်။ အဲ့တော့ဒီဘီရှော့ကိုလည်းစားလဲစားတက်มาတယ်เนาะ။ဘာကြောင့်လဲဆိုတော့ဒီဘီရှော့ရဲ့ diagonal ရတော်တော်လေးကိုအားကောင်းတယ်။အမဲကို pressure ပေးထားတယ်ပေါ့เนาะ။အဲ့ဒါအမဲကလည်းရှင်းလိုက်တယ်။ Nedg3 H3 ပေါ့เนาะ။အဲဒီလိုမျိုးအခြေအနေတွေမှာကျွန်တော်တို့အများသောအားဖြင့်ကျွန်တော်တို့အဲ down ပုံးနေပဲစားတယ်ပေါ့เนาะ။ကျွန်တော် center back ကိုဥတည်ပြီးစားတယ်ပေါ့เนาะ။အဲတချို့တွေကြတော့ဒါတွေမသိလို့ဆိုရင်ကြတော့ဒါဘယ်ပုံးနဲ့စားမလဲဆိုပြီးရွေးချယ်ရခတ်တာရွေးချယ်ရခတ်တယ်ပေါ့เนาะ။တော်တော်များများအခြေအနေမှာဆိုလို့ဆိုရင်တော့ H ပုံးနဲ့စားပါတယ်။ down ပုံးနဲ့စားတယ်ပေါ့เนาะ။ အဲ့တော့ Rook 7ပြန်လာတယ် Rook 7ကတော့အဲဒါတော့ဒီ7 rank ကိုတားထားတယ်ပေါ့နော်အဲ Rook က G7 နေလာပြီးတော့ဒီဘက်ကို pressure ပေးတာမျိုးလဲအဲဖြစ်နိုင်တယ်ပေါ့နော်အဲကျွန်တော်ဒီမှာထက်ကြည့်မယ်ဆိုရင် Knight C3 ပြန်လာတယ် Knight ကအရှိမအလုံးရှာမရှိတော့နောက်ကိုပြန်ပတ်လာတယ်ပေါ့နော်အဲ့တော့ Bishop F8 Bishop F8 ကတော့ Bishop ကိုသူက G7 ကနေပြီးတော့ပြန်ထွက်ပြီးတော့အဲ default pawn လေးကို pressure ပေးမယ်ဆိုတဲ့ idea လေးပေါ့နော်အဲ့မှာဒနီယာက patch ခဲ့လဲဆိုရင် B4 တက်တယ် B4 မှာ Knight E7 Knight E7 မှာ Queen B3 Queen B3 မှာ အာကျွန်တော်ထပ်ကြည့်မှာဆိုရင် Genji 7လာတယ် Genji 7မှာ Rook A2 Rook A2 ကတော့ဒါတော့ဟိုအမဲ weak တဲ့နေရာတွေကိုတိုက်တယ်ပေါ့နော်ဥပမာဒီ Isis ပုံနေရာတော်တော်လေး weak နေတယ်ပေါ့ Isis ပုံကိုတိုက်ဖို့အတွက် Rook က Rook A1 တွေပါထွက်လာမယ်ဒီ Isis ပုံလေးကိုထပ်ပြီးတော့တိုက်ခိုက်ထားမယ်ပေါ့အာဒီလို idea လေးဖြစ်တယ်ပြီးတော့အမဲမှာ F7 ပုံကလည်း weak တယ်ပေါ့နော်ဒီ Isis နဲ့ F7 ကတော်တော်လေး weak နေတယ်လို့ပြောလို့ရတယ်အဲ့တော့မဲကပါရှိတယ်ဆိုရင် Bishop D7 ရှိတယ် Bishop D7 က Rook A1 လာတယ် Rook C8 လာတယ် အဲအဲ့တော့ဒီမှာဖြူရနေပြော C5 ဆိုပြီးတတ်တယ်ပေါ့နော်အဲ C5 ကတော့ဒါတော့ point ကို advance လောက်ထားတယ် point ကိုအရှိတင်ထားတယ်အဲ့တော့မှာအမေအဖြူနေတဲ့ Daniel နေတဲ့ A4 တွေ B5 တွေထပ်ပြီးတော့အာ range တွေချက်ပြီးတော့တိုးလို့ရတယ်ချက်ချဲလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ထပ်ကြည့်မယ်ဆိုရင် G5 လာတယ် G5 ကတော့အာ G4 တက်ပြီးတော့ night ကိုမောင်းမယ်ဆိုတဲ့ idea လေးဖြစ်တယ်ပေါ့နော်ဒီနေရာမှာ Daniel ရွှေ့ပါတယ်ရွှေ့ပါတယ်တော်တော်လေးကောင်းတယ်ပေါ့နော်အဲ့ဒါတော့ဘာလဲဆိုတော့ rotate e system ပရမိုက်တယ်ဘရိတ်စတခါနဲ့ရှင်းမလိုက်တယ်ပေါ့နော်ဟိုအရှင်းပေးလိုက်တယ်ပေါ့အဲဘက်ရှော့နဲ့ပွန်ယူပြီးတော့ root တကောင်ပေးလိုက်တယ်ပေါ့အဲပုံမှားပြင်စင်တော့မတန်ဘူးပေါ့နော်ဒါပေမဲ့ဒီနေရာမှာကျတော့ဟိုဒန်နီယယ်ကသူ့ရဲ့တိုက်စစ်တွေကိုသူ့ရဲ့တိုက်စစ်တွေကဟိုသူယုံနေပေါ့နော်နောက်တစ်ခါကျတော့ပါလဲဆိုလို့ဆိုရင်ဒီအမဲမှာအားနေချက်တွေကဒီ5ဘုံကလည်းအားနေတယ်အဲပြီးတော့နောက်တစ်ခါကျတော့ဒီမှာအဖြူမှာကဒီကောင်လေးတွေဒါအမဲရဲ့ဒီ5ဘုံတော့မကြမ်းတော့ဆိုလို့ဆိုရင်အဖြူကအဲ passport တွေထွက်လာမယ်ပေါ့ အဲ့တော့အဲ့ဒါလေးတွေအပြုတ်ပြီးတော့ကစားမယ်ပေါ့နော်အဲ့တော့ကျွန်တော်မထက်ကြည့်မယ်ဆိုလို့ရှိရင် rotate ace မှာ a6 တက်တယ်ဒါတော့ pawn လေးတက်ထားတယ် pawn တက်ထားမှာ bishop b1 လာ bishop b1 ရဲ့ idea ကတော့ဘာလို့ဆင်လာလဲဆိုရင်အဲ queen c2 သွားမယ်ပြီးလို့ဆိုရင်ကျွန်တော်ဒီ a7 weak pawn လေးကိုတိုက်ခိုက်ပြီးတော့ checkmate threat တွေလုပ်မယ်ပေါ့နော်ဒါမျိုးလေးချင်းချောင်းမယ်ပေါ့အဲ့တော့ဒီနေရာမှာ rook c6 လာတယ်ထားချင်းလဲမယ်ဆိုပြီးတော့ကန်လန့်တယ်အဲ့ဒီမှာထပ်ပြီးတော့ Danny ကပါရွှေ့ခဲ့လဲဆိုရင် rotate e7 ဆိုပြီးတော့ exchange sacrifice တခါထပ်ပြီးတော့ပေးသွားပါတယ် knight ကိုစားတယ်ပေါ့နော်အဲ့တော့ခွင်တဲ့ e7 အဲ့ဒီနေရာမှာကြည့်လိုက်မယ်ဆိုလို့ဆိုရင်ကစားကောင်တွေကြည့်လိုက်မယ်ဆိုလို့ဆိုရင် rook နှစ်ကောင်နဲ့ knight နှစ်ကောင်နဲ့ရှင်ပြိုင်မှုလို့ပြောလို့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ထပ်ကြည့်လိုက်အဲ night head device ဟာလေ night device ဟိုပုံလုံးပြန်ယူရဲအဲ queen e sit လာတယ်အဲ queen e sit လာပြီးတော့ night လေးကိုပြန်ပြီးပင်ထားရပေါ့နော်ပင်တဲ့ချိန်မှာ daniel ကပါရွှေ့ခဲ့လဲဆိုရင် queen d3 ပါ တော်တော်ကောင်းတယ်။ဘာကြောင့်လဲဆိုတော့ဒီပင်အောက်ကလည်းရှောင်လိုက်တယ်ပြီးတော့ဒီ night ကိုစားရလာလို့မေးတယ်။ဘာကြောင့်လဲဆိုစားလိုက်လို့ဆိုရင် Grade 7ချက်မကြီးကပေးရရပေးရမှာပေါ့နော်။အဲ့တော့ဒီမှာမဲကဘာရှိလဲဆိုရင် gain နဲ့ရှိလာတယ်။ A7 ဘုန်းလေး rook နဲ့ပြန်ဆယ်ထားတယ်ပေါ့။အဲ့တော့ဒီမှာ Daniel ကလည်းဘာရှိခဲ့လဲဆိုရင် night E3 ပြန်လာတယ်။အဲနောက်လည်းကျတော့ဒါ rival ထိုးလို့ရတယ်ပေါ့နော်။ D5 ဖြစ်ပါထိုးလို့ရတယ်။အဲ့တော့ rook c8 ကိုပြန်ဆင်းတယ် rook c8 ကိုဆင်းတဲ့အခါမှာ d5 တက်တယ် d5 မှာ queen d7 လာတယ်အဲ့မှာ d6 ထက်တက်တယ် အော် Daniel ရဲ့ bone structure ကြီးကတော်တော်ကြီးကိုကောင်းတယ်အဲဟိုသူပေးရတာ ਨੇ ပေးထားရတာ ਨੇ တန်တယ်လို့တော့ပြောလို့တော့ရတယ်ပေါ့နော်အဲလက်ရှိမှာဆိုလို့ရှိရင်အပွန်စထရက်ချာကတတော်ကြီးရောဒီဘေးကွင်းဆိုင်မှာဆို၄កောင်၂កောင်ဖြစ်နေပါဘောနော်အဲ့တော့တရရပဲဒီဘက်ရှော့ကလည်းဒီ B1 87 diagonal မှာတော်တော်လေးကောင်းတယ်ပေါ့ အဲ့တော့ထပ်ကြည့်မယ်ဆိုဒီချိန်မှာဒီချိန်နဲ့မှဟိုအမဲရဲ့ describe shot ကတော့သုံးစားသွင်းမရဘူးလို့ပြောလို့ရတယ်ပေါ့နော်အဲတောတရာနေရာမရှိဘူးပေါ့နော်အဲ့တော့ဒီမှာနောက်ဆုံးအမဲကဘာရှိခဲ့လဲဆိုရင် picture ID ဒီချိန်ဆိုပြီးစားတယ် picture ID ဒီမှာ city ဒီချိန်ပြန်စားတယ်အဲ့မှာ rook c1 နဲ့ချက်တယ်ချက်တဲ့အခါမှာ game နဲ့ show shot နဲ့အဲ့တော့ rotate b1 ဆိုပြီးတော့ bishop စားလိုက်တယ်ဘာကြလဲဒီ bishop ကိုလည်းစားလာလဲဟိုတောက်ချောင်ကြီး pressure ပေးနေတဲ့အခါကျတော့ဒါအမဲတွေအဆင်မပြေဘူးပေါ့နော်အဲ့တော့တခါရှင်းထုတ်လိုက်တယ်အဲ့ကွင်းနဲ့ပြန်စားတယ်အဲ့ quintet ဒီချိန်ပြန်စားတယ် အဲ့ဒီနေ့ထဲမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်လုံးဝအဲဟိုဘာတို့ရလဲဆိုရင် night net ကောင်းတဲ့ rook နဲ့အပြိုင်မှုပေါ့နော်အဲကျွန်တော်ထပ်ကြည့်မယ်ဆိုတော့ night 5လေးလာတယ် queen ကိုချိန်ထားတယ် queen e6 လာတယ် queen e6 မှာ queen d3 လာတယ် queen ကဒီအောက်ကနေပြီးတော့ကျွန်တော် d8 ကနေပြီးတော့ချက်မယ်ပေါ့ချက်မိတ်လုံးမယ်ပေါ့နော်အဲတော့ h5 တက်တယ်ပြန်ပြီးတော့ save ထားတယ် h5 မှာ knight 3 d4 ပေါ့ဒါက queen ကိုထပ်မောင်းတယ် အကွန်ရ E5 ပြန်လာတယ်။ကွန် E5 ရဲ့ idea ကတော့ဆက် H4 လိုတက်ပြီးတော့ဒီ G3 ဘုံးနဲ့တိုက်ခိုက်မယ်ဆိုတဲ့ idea လေးတစ်ခုလောက်ဖြစ်တယ်ဗောနော်။အဲ့မှာတနည်းကပါရှိခဲ့တယ်ဆိုရင် narrative 6ဆိုပြီးရွှေ့ခဲ့တယ်။ narrative 6ဆိုပြီး root ကိုစားမယ်ဗောနော်။ root ကိုစားမယ်။အဲချင်းချောက်ထားတယ်။အဲ့တော့ဒီမှာက root effect လာတယ်။ root effect မှာအဲ90 F5 နောက်တစ်ကောင်ကို F5 ကိုတစ်ခါထပ်ပို့လာတယ်။အဲ Daniel ရဲ့ night တွေကို ကြည့်ရပါဘောနော်ဘယ်လိုတွေသွားလဲဆိုတာအဲ့ဒီနေသားမှာတဲ့ဟိုအမေကစားပွဲမှာတော့အမေကဘာရွှေ့ခဲ့လဲဆိုရင် Queen Isis ဆိုပြီးရွှေ့ခဲ့တယ်ဘောနော်အဲ့ဒီနေရာမှာ H4 တက်လို့ကောင်းလားဆိုတော့ H4 ကတက်လို့မကောင်းဘူးဘောနော်ဘာကြောင့်လဲဆိုတော့ H4 တက်မယ်ဆိုတော့အဖြူကနေပြီးတော့ဘာလို့လဲရလဲဆိုတော့ကျွန် Queen D7 ဝင်လို့ရတယ်နောက်လည်းကျဒီမှာ G7 ကနေပြီးတော့ချက်မိတ်လုပ်မယ်ဆိုတဲ့ idea လေးဘောနော်အကြိမ်သွား H3 G3 စားမယ်ဆိုတော့ပြန်စားပေါ့အဲ့ဘေး Ridge A နဲ့ပြန်စင်မယ်ဆိုလို့ရှိရင် NF7 နဲ့ချက်မယ်အဲ့ King 7လာမယ်ဆိုရင် Nether E5 စားလိုက်လို့ရတယ် ပင်ကင်းအရှိလာမယ်ဆိုရင် Queen of 7နဲ့လုပ်မယ်။နောက်လည်းကြကြဒီကနေပြီးတော့အဲချက်မိတ်သက်တွေလုပ်မယ်ပေါ့နော်။ဒါမျိုးတွေလုပ်မယ်။ဒါဆိုလို့ရှိရင်တော့ဟိုအမေကဘယ်လိုမှချင်းနေကောင်းတော့ပေါ့။ဟုတ်ပြီ။အဲကြကစားပွဲလေးပြန်ကြည့်မယ်။ကစားပွဲထဲမှာတော့အဲအမေကဘာရှိခဲ့လဲဆိုရင် Queen E6 ရှိခဲ့တယ်။ Queen E6 မှာ Danny ကဘာရှိလဲဆိုရင် Queen of 3. Queen of 3ကတော့ဒါတော့ H5 ကိုစားမယ်။ပြီးရင်တော့ B7 ကိုစားမယ်ပေါ့။အဲတော့ Queen E8 နဲ့ H5 ကိုကဲတယ်။ကဲတဲ့အခါမှာ Queen နဲ့ B7 စားတယ်။ Queen နဲ့ B7 မှာဘာရှိခဲ့လဲဆိုရင် ဟိုနောက်လည်းကြာရင်ဒီမှာ channel ရှိတာဖြစ်တဲ့အတွက်ကြောင့်ဟိုအမဲကဘာရှိခဲ့လဲဆိုရင် queen g6 ပဲရှိရပါတော့ queen g6 မှာ daniel ကဘာရှိခဲ့လဲဆိုရင် queen e7 ရှိလိုက်တယ်ဒီ queen e7 ရှိတဲ့အချိန်မှာပဲ အမဲကအဆုံးပေးသွားတယ်ပေါ့နော်အဆုံးပေးသွားဆိုတော့အမဲမှာလှုပ်စရာလှုပ်ခွက်ကမရှိဖြစ်နေလက်ရှိမှာ root ကို chain က root ကို chain ထားတယ်ပေါ့နော် root က e8 ဒီပါလေလာမောင်းလို့မရ root 8လာမောင်းဆိုရင် knight f7 ချက်လိုက်မယ် knight f7 ချက်ပြီးတော့အာကင်းပြန်ကပ်မယ်ဆိုရင်ဒီ root ကိုအစားလိုက်လို့ရတယ်ပေါ့နော်အဲ့ဒါလည်းအဆင်မပြေဘူး root ကတခြားနေရာတွေသွားမယ်ဆိုရင်လည်းအာအဆင်မပြေဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီနေရာမှာအာဒါတွေထားပါတော့ဒီဘက်ဒီဘက်တွေသွားမယ်ဆိုလို့ဆိုရင် knight f7 နဲ့ချက်မယ်အာပြီးရင်ဟို ်ထားပါတော့ဒီတနည်းအားဒီလားတော့ပို့ကြည့်လိုက်မယ်ပေါ့နော်ဒီလားဒီလားတော့ပို့မယ်ဆိုလို့ရှိရင်လည်းပဲ NF7 နဲ့ချက်လို့ရတယ်အကင်းလာမယ်ဆိုလို့ရှိရင်ကျွန်တော် Queen D Queen ရတယ်လာလို့ရပြီ Queen E6 စပါလာလို့ရတယ်ဒါကြီးလာလို့ရတယ်အဲ့ဒါဒါဆိုလည်းဘယ်လိုမှအခြေအနေမဟန်ဘူးပေါ့နော်ကောင်းအဲ့တော့ဒီနာလေးမှာပဲ Queen E7 တားချင်မှာပဲအရှုံးပေးပါပေါ့နော်အဲ့တော့ Daniel ရဲ့ပွဲရတော့နှစ်ပွဲလုံးကတော်တော်လေးကိုခေါင်းတယ်ပေါ့နော်အဲ့တော့ဒီမှာအဓိကတော့ ဟိုဘာပြောကျင်လဲဆိုလို့ရှိရင်ဒနီယယ်ကတော်တော်လေးကိုဒါ chess log ကိုလည်းအကျိုးပြုတယ်အနေနဲ့သူတွေလည်းတော်တော်လေးကိုဟိုအားထားရတဲ့ဒါ online teacher တယောက်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒါသူတို့သူ သူ့ကိုဆုံးရှုံးရတာတော်တော်လေးကိုကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်တယ်ပေါ့ဘိုင်ဘီဘီဟိုဒီလိုမျိုး သူ့ရဲ့ video ကောင်းတွေအဲအများကြီး post ထားပေးခဲ့တယ်တော်လည်းဒါတနီယယ်ကိုဒါကျေးဇူးတင်ရမယ်ပေါ့နော် โอเคဟုတ်ပြီအဲ့တော့အာဒန်နီယယ်ရဲ့ဗီဒီယိုလေးကိုအရင်တော့အာမကြည့်ဘူးတိတိကျကျရှိလို့ဆယ်လဲဒန်နီယယ်ရဲ့ဗီဒီယိုလေးတွေတွားကြည့်လို့ရပါတယ်ဒန်နီယယ်ရဲ့ဗီဒီယိုတွေကတော်တော်လေးကောင်းပါတယ်လေးလာတဲ့လေးလာတဲ့သူတွေတော်တော်လေးကိုအကျိုးရှိပါတယ်ပေါ့နော်ဟုတ်ပါပြီအဲ့တော့ဟိုနောက်ဆုံးတစ်ခုပြောချင်တာကတော့ဘာပြောချင်လဲဆိုရင်ကျွန်တော်တို့ဟိုစိတ်လူတွေမှာစိတ်ကအရေးကြီးရယ်ပေါ့နော်အာစိတ်ကိုထိခိုက်အောင်တခြားသူတွေလည်းမလုပ်ပါနဲ့ဘယ်လိုမှလည်းဘာမှမလုပ်ပါနဲ့ เนาะဟို mental health ဆိုတာကကျွန်တော်တို့ဟာတာတစ်ခုမဟုတ်ဘောเนาะအဲ့တော့ဟို mental နဲ့ပတ်သက်တဲ့အရာတွေကသက်နိုင်တယ်မြတ်အဟိုရှောင်းဘောเนาะကိုယ့်စကားတစ်ခုကအဲသူများကိုကိုကဟိုပေါ်ဒီတိုင်းပေါ်ပေါ်လေးပြောလိုက်တယ်ဆိုပေမဲ့တချို့အခြေအနေတွေမှာခံရတဲ့သူတွေအတွက်ကတော်တော်လေးကိုအဲမလွယ်ဘူးပေါ့နော်အဲ့တော့ဟိုစိတ်ပိုင်းဆိုင်တဲ့ပတ်သက်တဲ့အရာတွေတော့ဟို ထိခိုက်စရာတွေတော့ဘယ်သူဘယ်သူမှတော့မပြောတာအကောင်းဆုံးပဲဖြစ်နိုင်တဲ့အချိန်ကျွန်တော်တို့ကိုယ့်ရဲ့ဟိုကိုကသူတပားရဲ့အဲဗီဒီယိုတွေမှာအဲဘယ်သူဗီဒီယိုပဲဖြစ်ဖြစ်ပေါ့နော်အဲသူတပားကိုကဝေဖန်ပြောဆိုတော့မယ်ဆိုလို့ဆိုရင်တန်တန်များများအဲထိန်းစီခြင်းပါတယ်တန်တန်များထိန်းစီခြင်းပါတယ်အဲ့တော့ mental health is not a joke ပါ okay ကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ ကျန်တီဗီလေးကိုအစားဆုံးလာရောက်တရှိအောင်ပေးကြတဲ့တက်ရှင်တွေကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တက်ဆောင်မယ်အားလုံးပဲကျေးဇူးပါခင်ဗျာ